အရှင်တဲ့လောကမှာယဟန်တပါးဟာပန္တကူတူတဲ့ဆောင်းတယ်ပန္တကူတန်ခမ်းသုံးဆွဲတယ်အလိုနေလို့ပေါ့ဟုတ်လားဆုံးခံပြီးတော့စားတယ်တောကြောင်မှာနေတယ်သုတ်တန်တူတဲ့ဆောင်းတယ်ဟုတ်လားဒါပေမဲ့လို့တယ်အခုပြောနေတယ်အလိုလားအပ်တဲ့စိတ်ဆန္ဒတွေရှိနေတယ်အဲ့ဒီဆန္ဒတွေမပြည့်တဲ့အခါမှာသူ့စိတ်ထဲမှာဒေါသတွေဒေါမနတာတွေပွားနေတယ် အဲ့ဒါကိုလည်းပဲဘဝဝင်ကျင်ယဟန်တွေကတိတယ်ဆိုရင်သူ့အတူဒူရင်နေမကတော့ဘာတွေပဲဆောင်းနေနေဒီယဟန်ကိုဘယ်သူမှမမျက်နှိုးဘူးတဲ့ဟောစဉ်းစားကြည့်နော်သူလုံနေတာတွေဟန်ပြဆိုတဲ့အနေထားမျိုးကြီးလောက်ပဲသူများစီထဲမှာခံစားရမှာနော်တကယ်စိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးကွာလို့အဲ့လိုမျိုးတောင်တွေးကြမှာဟုတ်လားလုံနေတာတော့ဘာတော့ဒူရင်ဆောင်းဘာတကူသင်္ကန်းဆုံးခန်းစားမယ် တော်မှာနေမင်းဟုတ်လားတုတ်တန်ထဲမှာနေမင်းဒါပေမဲ့တကယ်တကယ်ကျသူ့စိတ်ထဲကငါသာတင်ငါကိုသာဆိုတဲ့တာလင်ဆိုတဲ့စိတ်တွေကအများကြီးရှိတယ်အဲ့တော့ပုံဝင်ချင်းကသတင်းသုံးပေါ်ချင်းချင်းကတိပြီဆိုရင်သူ့ကိုမျက်နှာနိုင်မလားမျက်နှာနိုင်မို့တဲ့သူ့သူဘာကျင့်နေတယ်ပဲပြောပြောဒီစိတ်ကြီးရှိနေတာကိုမြင်နေရခြင်းအပြင်အထင်မကြီးနိုင်ဘူးအဲ့ဒါကိုပြောတာအဲ့ဒါကိုဘယ်လိုဥမာပေးတော့ဆိုတော့ဈေးကနေပြီးတော့တဲ့အလွန်တန်ရှင်းတဲ့ကြီးကွက်ကလေးနှစ်ကွက်ဝယ် နော်ဒီကြီးွယ်ကလေးကခဏခဏပါတယ်နော်ဥမာဟုတ်လားဝင်းနေအောင်တိုက်ထားတာကြီးွယ်ကလေးနှစ်ခွက်အဲ့ဒီတည်းမှာဘာထည့်တုံးဆိုတော့မွေသေးကောင်ဖို့အပိုင်းစားထည့်ဒါမှမဟုတ်ခွေးသေးကောင်ဖို့အပိုင်းစားလောက်တစ်ဖွားဖွားကြာတယ်အဲ့ဒါလေးထည့်ထည့်ပြီးတော့အဲ့ဒီကြီးွယ်နှစ်ခွက်ကိုမျက်နှာချင်းဟပ်ပြီးတော့အုပ်လိုက်အုပ်ပြီးတော့အပေါ်ကနေအလွန်လှတဲ့ဖဲကြိုးလေးနဲ့ခြီးထားလိုက်အထဲထဲမှာဘာတွေပါတယ်လို့မသိတော့ဘူးနော်ဘာတွေထဲတာလဲ လောက်ကြနေတဲ့အပုပ်ဆက်လေးထဲတာဒါပေမဲ့ခွက်ကတော့အလွန်းကိုတတ်ပြီးတော့ဝင်းနေတာပဲဖေကျိုးလေးနဲ့ချီထားဟုတ်လားအဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကနော်ဒီပစ္စည်းလေးကိုယူပြီးတော့ပပေးတယ်နော်အဲ့ဒါနဲ့ဟိုလူကဝန်တာအရာခွက်ကအထင်ကြီးတယ်ကောင်းတာအိုးဖြီးပြီးတော့လည်းကြည်လိုက်ရောသူကနောက်လန်သွားတယ်အနံ့ကလည်းထောင်းနေထားလားဟုတ်လားအဲ့ဒါကြီးကိုဘယ်သူမြတ်လို့မလို့ ့သူဘာခွက်ကြီးနဲ့ပဲထည့်ထားတယ်ပဲပြောပြောခွက်ကြီးကိုစိတ်ဝင်သားပါဘူးခွက်ကြီးတည်းရှိတာပါအလွန်မှဆက်စုပ်ဖွယ်ရဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှဒီဥစ္စာကိုမမြတ်နိုးနိုင်အောင်ဟုတ်လားအဲ့လိုပဲတဲ့ဒူရင်နေမကလို့ဘာတွေပဲဆောင်နေနေစိတ်ထဲမှာမလိုလားအပ်တဲ့ငါငါကိုသာနေငါသာနေဆိုတဲ့စိတ်တတ်တွေလွှမ်းမိုးပြီးတော့နေတဲ့မြကလပ်ပလုံးဒီလူကိုတီးရန်ကိုဘယ်တဲ့င်းသုံးပါမှာတာမမထားမလေးစားကိုကောင်းတယ်လို့လည်းမထင်ဘူးတဲ့ သူများရဲ့ချစ်ခင်မှုမျက်နှာမှုကိုမရနိုင်ဘူးနော်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်တို့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုလေးစားမှုတပ်ဖို့ထမ်းဖို့ရကြင်နေဆိုရင်အဲ့ဒီလိုစိတ်သက်မျိုးတွေရှိမရှိကိုယ့်အကိုစီစစ်ပြီးတော့မရှိဘူးဆိုရင်လည်းဝမ်းသာကြဖို့ပေါ့နော်ရှိတယ်ဆိုရင်မတော့မလို့နော်ဖြစ်နေအောင်ကြိုးစားကြရမယ်ဟုတ်လားအေးဆက်ပြီးတော့ပြောပြန်တယ်မထင်မြတ်ကြီးကအေးပြောတော့ဈေးကနေပြီးတော့ခုနကတည်းကလည်းခြေခွက်တန်တန်လေးနှစ်ခွက်ဝယ်လား ပါဠိထည့်တာတုံးဆိုတော့နော်တလေထမဲနော်ဆံမဲမဲလေးတွေပပောင်းတော့ရွေးချယ်ပြီးတော့နော်အသားဟင်းနဲ့တကက်ကိုမှွေးကြိုင်းတော့ချက်ထားတယ်အဲ့ဒါလေးအပြည့်ထည့်ထည့်ပြီးတော့တစ်ခွနဲ့တစ်ခွအုပ်ပြီးတော့ဖဲကြိုးလှလာလေးချီပြီးတော့ပေးတယ်ဖွင့်လဲကြည့်လိုက်ရောရတဲ့လူကပါတော့အလွန်ဝမ်းသာတယ်ပေါ့နော်ဟုတ်လားအဲ့ဒါလိုပဲတဲ့ဘာတူတင်မှတော့ဆောင်းမနေဘူး ဟုတ်လားပန်းသူဒူရင်လည်းမဆောင်ဘူးတုတ်တန်းဒူရင်လည်းမဆောင်ဘူးဟုတ်လားဒါပေမဲ့လို့သူ့ရဲ့တန်တာမှာငါကိုယ်တာနေငါသာလျင်ဆိုတဲ့စိတ်ဓာတ်တွေမရှိဘူးနော်ငါသာလျင်ရှေ့ရောက်ခြင်းနဲ့ငါသာလျင်မဖြစ်ခြင်းနဲ့ဘသူတွေဘာမှမဖြစ်ကြပါစေနဲ့ဒီလိုမျိုးယုံညံ့တဲ့စိတ်သူ့မှာမရှိဘူးအဲ့ဒီမရှိတဲ့အတွက်ကြောင့် ဒုတိယမဆောင်တော့လည်းပဲသူ့စိတ်ထဲမှာအလွန်မြတ်နိုးစရာရှိတာကိုသိတဲ့အတွက်ကြောင့်ဘဝချင်းကသူ့ကိုလေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုရှိတယ်တဲ့နော်ဥမာနဲ့ပြောတာနော်ရှင်သာရိပုတ္တရာအဲ့လိုမျိုးမင်းရှိတဲ့အခါမှာရှင်မမောကလန်ကိုရမကြီးကအရှင်မြတ်ကြီးကိုဗာပြောလို့ဆိုတော့အရှင်သာရိပုတ္တရာအားတဲ့ငါစိတ်ထဲမှာထင်လာမြင်လာတဲ့ဥမာလေးတခုငါပြောခြင်းနဲ့တဲ့ငါတခါမျိုးလေးကိုစွန့်ခံသွားတော့အော် ရှင်အလုသမားရဲ့တာတမီတိဆိုတဲ့နော်ရှင်လှုပ်တဲ့လူကလှဲပင်လှုပ်တာပေါ့နော်လှဲပင်လှုပ်နေတာအဲ့ဒါဦးဇင်းတို့နောက်တသားကိုရွှေနေတာပေါ့ဒါကြီးနဲ့နော်ဦးဇင်းတို့ငငယ်ကဦးဇင်းရဲ့ဦးလေးကတောက်လှဲလှုပ်တယ်နော်ဒါကြီးကတကယ်ကောက်ကောက်ကြီးကြီးကြီးဒါတသားကိုဖနောင်းနှစ်ခုနဲ့ညက်ပြီးတော့ရွှေချခုတ်ချအခုလည်းပဲအဲ့လိုမျိုးတမီတိကလှဲပင်လှုပ်ဖို့အတွက် အပြင်ဘက်ကဦးဇင်းတို့တခုဆိုတာကအဝိုင်းလေးပေါ့ဝိုက်ဝိုက်ကလေးကွင်းစာကွင်းပိတ်လိုအဝိုက်ကလေးအဲ့ဒါမျိုးလေးတွေဆက်လိုက်တော့လဲပင်းဖြစ်သွားတာပေါ့နော်အဲ့ဒါလေးကိုသူကယွေးနေတာအဲ့ဒါကိုပန်တုရဲ့အာဖြစ်တယ်တစ်ချိန်လုံးကရင်လုံသမားဖြစ်ခဲ့တယ်တက္ကရုံးတယောက်ကလည်းပဲဆွန့်ခံရင်းနေတယ်သူကလည်းအဲ့ဒီနားရောက်အဲ့တော့သူကလည်းတစ်ချိန်ကလှဲပင်းလုခဲ့တယ်လို့တက္ကရုံးမိုးဝခင်တော့ကအဲ့ဒီတက္ကရုံးကကြည်နေတယ်ဒီရင်အလုံသမားကလှဲပင်းလုနေတာကိုကြည်တယ် တော့တစ်သားကိုမြင်တဲ့အခါကျတော့ဘယ်နာလေးကအနာလေးရှိတယ်ဘယ်နာလေးကတော့နည်းနည်းလေးပဲပြစ်လိုက်ရင်တော်တော်ကောင်းမယ်သူသိတယ်ပြီးတော့ဒါမှမမပြောဘူးသူစိတ်ထဲမှာစဉ်းစားတယ်ပေါ့อืมဒီသမီးတိကဘယ်နာလေးဟာလေးကိုခုတ်ပြစ်လိုက်ရင်တော့ဘင်းကတတ်မှန်လေးရပါမှာနော်အဲ့ဒါသူစဉ်းစားအဲ့တော့လုံနေတဲ့လူကလည်းကျွမ်းကျင်တဲ့လူဆိုတော့တည့်ရလေလှုပ်ချလိုက်တယ်အဲ့ဒီတိုင်ပဲဘေးကတကယ်တော့စိတ်ကူးတဲ့အတိုင်းတကယ်လုံနေတဲ့လူကလည်းအဲ့ဒီတိုင်ပဲခုတ်ချလိုက်တယ် အဲ့ဒါကိုရှင်သာရိပုတ္တရာကမြင်နေတာမောရှင်မောကလန်ကမြင်နေတာသူတို့နှစ်ယောက်ရဲ့ဖြစ်ပုံကိုမြင်နေတာအဲ့ဒီမှာဦးဇင်းတို့အဲ့ဒီတက္ကသိုလ်ကဘာပြောလဲဆိုတော့သမီးတိဟာမင်းကငါစိတ်ကိုတိတဲ့အတိုင်းပဲတဲ့ငါအဲ့လိုလေးလုပ်ရင်ကောင်းမယ်လို့ထင်နေတာငါထင်တဲ့အတိုင်းမင်းကလှုပ်ချလိုက်တာငါစိတ်ကိုမင်းတိပြီးတော့လုပ်နေတယ်လို့မျိုးမင်းလှုပ်လိုက်သလားမင်းငါစိတ်ကိုမြန်တိနေသလားအဲ့လိုပြောတာကို तू ကြားခဲ့ရတယ်တဲ့အရှင်မောကလားအခုလည်းပဲအရှင်မြတ်က တချို့သောယုံညံ့ကြတဲ့ယဟန်တွေရဲ့စိတ်သက်ကိုတိမြန်သိနေသလားတိနေလို့ဒေသနာတည်းဟူသောပဲကိုကြီးနဲ့ဓမ္မကြီးနဲ့ခုတ်ပြီးတော့ရွေးပြီးတော့မြန်ချလိုက်သလားဟာသူဥမာနဲ့ပြောတာနော်သူကလည်းပဲဟုတ်လားအရှင်မြတ်ရဲ့အလွန်ကောင်းတဲ့ဒီဒေသနာကိုနော်တကယ်ကောင်းမွန်ကြတဲ့ယဟန်တော်တွေကဥထိတ်ရဲ့ပန်းရှင်ပြီးတော့ဒါကိုချမ်းသာကြောင့်အကျင့်တရားတစ်ခုအနေနဲ့လိုက်နာကျင့်သုံးကြလိမ့်မယ်ဝန်တာကြလိမ့်မယ်လို့အဲ့လိုမျိုးထောက်ခံပြီးတော့ နော်ရှင်သာတိဗုဒ္ဓကအမြတ်ကြီးရဲ့ဒေသနာကိုချီးမွမ်းတာအဲ့ဒါကိုဦးဇင်းတို့မူလဗန္ဒတာပါဠိတော်မှာအနေကနာတုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ဟုတ်လားတဒီတုတ်တန်ရဲ့အနှစ်ချုပ်ကဘာလဲလို့မေးရနော်စိတ်ထဲမှာအတ္တမကြီးပဲနဲ့ငါကိုယ်သားလည်းငါသားလည်းဆိုတဲ့အတွေးတွေမများစီပဲနဲ့တော့မလိုလားအပ်တဲ့စိတ်ဆန္ဒတွေကိုချိုးနှိမ်ပြီးတော့ နော်ဖြစ်ခုရှင်နဲ့တန်တန်ရှင်ရှင်နေနိုင်မယ်ဆိုရင်ဘလိုနေထားမျိုးလေးပဲဖြစ်ဖြစ်ပဝဲကျင်ရဲ့ချိခင်မှုမျက်နှာမှုကိုရနိုင်တယ်။ဘာကြီးပဲလုတ်ပြလို့နေလေစိတ်ထဲကအဲ့ဒီလိုမကောင်းတာတွေရှိနေတယ်ဆိုတာကိုသိရမယ်ဆိုရင်ဘယ်သူမှလေးစားမှုတန်ဖိုးထားမှုရှိမှာမဟုတ်ဘူးဆိုတာကိုပြောတာ။ဟုတ်လ